ဆဆဖြစ်တော့တယ်ညောင်းအိမ်ပြုံမှာကြောက်တာဘာလဲဆိုအိမ်ကအကျွေးလည်းမကျေသေးဘူးအဲ့လိုမျိုးမှထပ်ပြုံသွားရင်တင်မှာအတင်းရလူတွေဘယ်နာထားရမလဲလေအဲ့လိုအကျွေးရထက်များအဲ့လိုအဲ့အဲ့လိုမျိုးအရင်စိတ်ညစ်တာလေတင်တာကိုကိုတေမောင်မစမ်းသလိုက်လူတိုင်းကတော့ဟိုဆိုက်ကိုဖြစ်မဲ့ကာလတွေပေါ့နော်ဘယ်တော့ကြာကြာကြီးထပ်ပြီးဆိုက်ကိုဖြစ်အောင်လည်းမသိကိုကိုယ်တိုင်လည်းအဲ့လိုပဲ ဟိုကနည်းနည်းအတန်ကြားတာလို့ပြောဆိုရင်လည်းလှုပ်နေလားမသိဘူးပဲခံစားရတယ်ပေါ့နော်ဟိုနည်းနည်းကြာရင်လည်းပုံမှန်ပြန်ဖြစ်သွားမှာပါလူတွေအကုန်လုံးဟိုကယ်ဆယ်သမားအကုန်လုံးကတော့ကိုယ်တိုင်လိုက်လှုပ်ချင်တယ်ပေါ့နော်အဟောင်းမှနည်းနည်းထိန်းနိုင်တဲ့လူလဲပေါအောင်မရမှာပေါ့နော်အဲ့လိုပညာမစုံမဲနဲ့ဘောကိုလှုပ်ချင်နိုင်လို့မရအောင်ညောကကိုယ်တိုင်မှာညောကကိုယ်တိုင်ကလည်းပညာမစုံမဲနဲ့အရန်ကို ဟိုဝင်ဒီဝင်လောက်ချင်တာအရင်အသက်အနေနဲ့သွားချင်တဲ့လူဆိုတော့ပထမဝင်ဖြစ်ဖြစ်ချင်းရဲ့ဆိုရင်ညောအသိအလူတွေနဲ့တော့ပြန်ပြီးရန်ပြရပါတယ်သူတို့ကညောဖိမဝင်ဘူးအဲ့လိုမျိုးကျွန်တော်ကဝယ်ဝင်မယ်ဥပဒေမဝင်တဲ့ဘာဖြစ်တယ်ညာမဟုတ်အဲ့ဟောငါ့ကိုမိန်းမမလို့အဲ့လိုပြောတယ်ဆိုပြီးတော့စိတ်တိုးညောနှစ်ဆရှင်းနေခရေကအဲ့ငလျင်လောက်တည်းကညောနေပြီးတော့မှာပါအာ နေပြီးတော့ဘလောက်ထိလဲဆိုတာလူတွေကသိမသိကြဘူးပေါ့နော်။ဘာလို့ဆိုချက်ချင်း line တွေအကုန်ပြတ်တယ်။နှစ်ရက်ခွဲလောက်ကို line ပြတ်တယ်ပေါ့နော်။ အာမန်လေးတို့ဘာတော့ပိုတော့ထိရဲဒါပေမဲ့သူတို့ကချက်ချင်း line ရတော့အဲ့လိုတည်နေချက်ချင်းတက်ပြီးတော့မန်လေးကိုအရင်ကူရဲလူတွေများသွားတာပေါ့နော်အာနေပြီးတော့ဘယ်လောက်ဖြစ်နေလဲမသိကြတော့ပေါ့နော်အဲ့လိုခေးအင်ယာတို့ဘာဝန်နဲ့အင်ယာရဲဆိုပထမတစ်ထက်တည်းလုံးဝမရှိတော့ဘူးဟိုဟာရာချီတိုက်တွေရာချီထောင်းထောင်းရှိမလားမသိဘူးပေါ့အဲ့လိုမျိုးဖြိုးရမှာပြင်မနာမျိုးဆိုရင်လည်း အာအကုန်ပြားချက်သွားပြီပေါ့အကုန်လုံးဟိုဖြိုလဲဖြိုပြီးသွားပြီဒါပေမဲ့ပြင်းနာမှာကျတော့အဲ့လိုဟိုတထင်းနည်းနည်းရှိရနေရမှာဆိုရင်ကျတော့သူတို့ကမြန်မြန်ပြောင်းသွားတယ်ပေါ့အဲ့လိုမျိုးလူလူချင်းတော့မှလူတိတ်မရှိတော့ဘူးအဲ့လိုမျိုးဖြိုသွားတယ်ပေါ့နော်အဓိကဝန်ထမ်းတွေအရင်ဒုက္ခရောက်ပါတယ်သူတို့ဟိုရုံးမှနေရတာနဲ့ဟိုစာတင်ကျောင်းတွေမှာနေရတာနဲ့ဘုံကြီးကျောင်းတွေမှာနေရတာနဲ့အဲ့လိုမျိုးအဆင်ပြေလို့လေးနေရကြတာပါအာဆိုတော့ညီမတို့အတင်းက ဘယ်လိုပြောမလဲအရင်အလှူရှင်ရတာမဟုတ်ဘူးเนาะဒီလိုတဘာဝပေးရတဲ့အကြောင်းမှအလှူငွေရပါတယ်ဆိုတော့အစတည်းကညီမတို့ဟိုရှာခဲ့ဝတ်ဆောင်နေပါတယ်လဲအကုန်လုံးပစ္စည်းဆုံဆုံနဲ့မရှိဘဲနဲ့ချက်ချင်းငလျင်ထားလို့တယ်အဲ့မှာကိုယ့်အကိုဘာမှမပါဘဲနဲ့လည်းအထဲတွေပိုင်းဝင်နေအုတ်ထုတ်တော့ပါတယ်ဗောနော်ဖနက်ရဲ့အုတ်ထုတ်ရဲ့လက်အိတ်တော့ပါတယ်အဲ့လိုဝတ်ဆောင်ကောင်းကောင်းနဲ့လည်းမဟုတ်တော့လူတွေအဲ့ဗီဒီယိုတင်လိုက်တာကိုနည်းနည်းဟိုစိတ်ပူကြရဗောနော်ညီမတို့ ဒါပေမဲ့နောက်ပိုင်းအဲငလင်းဖြစ်ဖြစ်ပြီးချင်းမှာလူငွေပိုင်းအများကြီးအများကြီးပဲလူကြတော့ကျေးဇူးလည်းအများကြီးတင်တယ်။အဲဟာနဲ့ညီမတို့ uniform ကောင်းကောင်းလေးရလဲမှန်လိုက်ရပါတယ်။ဆိုတော့နောက်ခါတစ်ခုခုအဲ့လိုမျိုးကဲဖို့ကဲဖို့ဟိုအရေးကြုံလာတယ်ဆိုရင်လည်းညီမတို့အဲ့လိုဟိုအင်းကြီးဝါစာပြေစုံအဲ့လို equipment ပြေစုံနဲ့လုံးနိုင်ပါပြီဆိုတော့အဲ့ဟာ solution တွေအကုန်လုံးအခြေစုပ်တွေအများကြီးရှိပါတယ်အခြေစုပ်များကြီးတင်ပါတယ်အာညောညောဟိုတင်ထားတဲ့အဲ့ဝင်နေတဲ့ဟာကြောင့်ညောတို့ဟို ကလေး၃ယောက်ဟိုတပီ၃ယောက်အဖေပေါ့နော်သူအမျိုးသမီးရတယ်နိုင်ငံခြားမှာ PhD သွားယူရတာမသိဘူးအာပြီးတော့ရောက်ခမနဲ့နေရောက်ခမလည်းဟိုမျက်လုံးမမြင်ရအောင်အဲဟောဒီတပီ၃ယောက်လုံးဆုံးရှုံးသွားအဲဟောဒီအဖေကလည်းညောင်းနဲ့စကားပြောရတယ်သူအဲ့လိုငုံမဲငုံမဲမဖြစ်နေဘူးကွာအဲ့လိုဟိုယောက်ျားသိရမှသူတီတီတက်တက်နဲ့ဒါဖြေရှင်းမယ်ဆိုပြီးတော့ဟိုင်းနဲ့အဲ့လိုမျိုးဝဆက်ဆံဆိုတော့အဲဟောကိုကလည်းဘယ်လိုပြောရမလဲ ခံစားရတာတမျိုးကြီးပေါ့နော်ကိုကိုတိုင်းတော့ကလေးမရှိဒါပေမဲ့အဲ့လိုရှိသမျှကလေး၃ယောက်လုံးဆုံးတယ်ဆိုတာကြီးအဲ့လိုမျိုးထက်တူတခြားမိသားစုတွေလည်းရှိမှာပေါ့နော်အများကြီးအများကြီးရှိမှာပါညောကကြုံခဲ့ရတဲ့ဟာလေးတခုပြောတာအဲ့နောက်ဆုံးအငယ်ဆုံးတပီးလေးကိုရှာနေရပါအဲ့တော့အဲ့ဗီဒီယိုကအာပြီးတော့ညောမရှိရဲ့နောက်တရက်ကျမှအဲ့တပီးလေးကိုတွေ့ပါတယ်ဟိုဟာအမေကလည်းချက်ချင်းလင်းရင်နဲ့လိုက်လာတော့အမေလင်းရင် site တော့မှသူ့ကိုတွေ့ရအဲ့လိုမျိုးပုံစံဖြစ်လာ ်ထူးဆန်းတယ်ဟုတ်သူဘေးနားမှာလည်းအဲ့လိုစာရွက်နဲ့ရေးထားတယ်အမေမေပြန်လာအောင်စောင့်မယ်ဆိုတာပါလေအဲ့လိုမျိုးလေးဆိုတော့ဒီဇလန်းကလည်းနည်းထူးဆန်းတယ်မဟုတ်ပြီးတော့အဲဘယ်လိုပြောမလဲညီမတို့ကားတွေကလည်းတော့တရက်ကိုပထမဖြစ်ဖြစ်ကျင်းတော့ဆိုတရက်ကို10လောင်း12လောင်းအဲ့လိုမျိုးရေးတယ်ရတယ်တခါလေးမလောင်းလို့ဆိုပြီးတော့3လောင်းတခါလေးပြိုင်လို့တယ်ရတယ်လည်းရှိရဲဆိုတော့ကားတွေပေါ်မှာလည်းပါလာမှာပေါ့နော်အဲ့လိုမျိုးအကူကြီးတောင်းညင်တဲ့ဝင်းညင်တို့ပါတော့အဲ့လိုမျိုးလည်းရှိမှာပဲညီမဆိုလည်းဟိုက body တလောင်းတည်ပြီးတော့ညကျတော့ဟိုဟာအိမ်မှာပဲခြေရောက်ဆွဲခံရပါတယ်ပြီးတော့အိမ်မှာအဲ့လိုဟိုလူကအနံ့ရလိုက်ဒီလူကအနံ့ရလိုက်နေတယ်အဲ့လိုမျိုးဖြစ်တာဆိုတော့ကျွန်တော်တို့ဟိုဟာနှစ်ဆန်းနှစ်ရက်နေ့ကျတော့ဟိုဟာအိမ်မှာအမြဝေတာလူခေါ်ရပါတယ်ဟိုဟာကမော်ဝါကိုတော့ဟိုအိမ်အပြင်မှာရွတ်တယ်အဲ့လိုအတင်းနှင်ထုတ်တယ်ပြမှာကျတော့ဟိုဟာအပြင်ကားတွေကိုပါတယ်ကမော်ဝါရွတ်လိုက်ပါဟိုကဲဆဲသမားအကုန်လုံးကတော့ ိုယ်တိုင်လိုက်လုပ်ချင်တယ်ပေါ့နော်အဟောင်းမှနည်းနည်းထိန်းနိုင်တဲ့လူလဲပေါအောင်မှရမှာပေါ့နော်အဲ့လိုပညာမဆုံးမင်းနဲ့ကိုယ်ကိုလှုပ်ချင်နိုင်လို့မရအောင်ညောကိုယ်တိုင်မှာညောကိုယ်တိုင်ကလည်းပညာမဆုံးမင်းနဲ့အရန်ကိုဟိုဝင်ဒီဝင်လှုပ်ချင်တာအရန်အသက်အနေနဲ့သွားချင်တဲ့လူဆိုတော့ပထမဝင်ဖြစ်ဖြစ်ချင်းရဲ့ဆိုရင်ညောကအသင်းရလူတွေနဲ့တော့ပြန်ပြီးရန်ဖြစ်ရပါတယ်ကျတော့ညောပေးမဝင်ဘူးအဲ့လိုမျိုးကျွန်တော်ကဝယ်ဝင်မယ်ဥပဒေမဝင်တဲ့ဘာဖြစ်တယ်ညာမဟုတ်အဲ့ဟောငါ့ကိုမိန်းမမလို့အဲ့လိုပြောတယ်ဆိုပြီးတော့စိတ်တွေတိုးကိုအချင်းချင်းနေစိတ်တွေပြန်ကောက်တယ်ဒါပေမဲ့ အာနားလည်ပါတယ်နောက်နောက်ပိုင်းကျတော့တကယ်လည်းခူပါရဲ့တကယ်ဝင်တဲ့အချိန်မှာတော့လည်းအာထပ်ပြီးတော့ငလင်းကညနေပိုင်းထပ်လို့တော့အဲ့လိုအောက်မှာယူဆိုတော့အဲ့လိုပိတ်ငူဆိုတော့ပြန်ပြေးရအဲ့လိုမျိုးဟာပေါ့အမှတ်တရအများကြီးရှိပါတယ်ကိုလည်းကန်ကောင်းလို့ကန်ကန်ကြောင်းတော့မသိတာပေါ့နော်အိမ်ဆိုလည်းဘာမှမဖြစ်ဘူးဟိုဟာအုံနိုင်ရန်လည်းပြိုတယ်အုံနိုင်ရန်ပြိုရလည်းအပြင်ခြံဘက်ကိုပဲပြိုကိုထဲမပြိုဆိုတော့အတင်းဆောင်နဲ့ရှိရလို့ထင်ပါတယ် ဟောညောခုခုကိုညမျောဝတ်ထားနေမေးရပေါ့နော်အဲ့လိုဆက်စားဖြစ်တော့လည်းညောကအိမ်ပြုံမှာကြောက်တာဘာလဲဆိုအိမ်ကအကြွေးလည်းမကြေသေးဘူးအဲ့လိုမျိုးမှထပ်ပြုံသွားရင်တင်မှာအတင်းရလူတွေကိုဘယ်နာထားအောင်မလဲလေအဲ့လိုအကြွေးတွေထပ်များအဲ့လိုအဲ့အဲ့လိုမျိုးအရင်စိတ်ညစ်တာလေတင်လာကိုကိုတေမောင်မစင်းစားလိုက်ပါဆိုအိမ်ကဟိုတော့အကောင်းကောင်းကြီးခိုင်ခိုင်မာမာကြီးစောင့်တာကမဟုတ်ဘဲနဲ့ပါတကယ်လို့ပြုံရင်တော့မှပေါ့ပေါ့လေးတွေပဲပြုံမယ်ပေါ့နော်ဟိုလူကတော့ဘာမှမဖြစ်ဘူးတိနေလို့ ကိုကိုကိုစိတ်မပူလိုက်တာပေါ့ဟိုကိုလူတွေတယောက်မှလည်းဘာမှမကြည့်ဘူးအိမ်လည်းမပြုတ်ပါဘူးအပေါ်အဆင်ပြေဟိုအငယ်ဆုံးတပိလေးရှာနေတော့ဝင်နေတဲ့အချိန်မှာအဲညီမတို့တင်လိုက်တဲ့ဗီဒီယိုဟိုဖျက်လိုက်ပြီးတော့ခဏခဏရဲလိုက်တဲ့အချိန်မှာငလျင်ထလွတ်တာအဲ့ညနေ၄နာရီလား၃နာရီ50လားအဲ့လိုလှုပ်တော့အမှလှုပ်တယ်လှုပ်တယ်ဆိုအောက်ကနေလည်းခံစားတော့နည်း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 ပိုနေလာဟောတော့အဲအပေါက်ကအဲ့ကနေပြီးတော့အတင်းအနောက်ကိုဆုတ်ရတယ်အဲအဲ့မှာနည်းနည်း လန့်ဝအာဒါမဲ့အဲ့ဟောက်လည်းညီမအုတ်ထုတ်ချန်ခဲ့ဆိုအုတ်ထုတ်ကိုပြတ်သွားယူသေးတယ်အဲ့ဟောက်ဒီဘက်ကတယောက်ကလည်းဆွဲကိုကလည်းအုတ်ထုတ်ကိုယူကျင်သေးတယ်အဲ့လိုမျိုးဖြစ်တယ်လူတိုင်းကတော့ဟိုဟာစိုက်ကိုဖြစ်မဲ့ကာလတွေပေါ့နော်ဘယ်လောက်ကြာကြာကြီးထပ်ပြီးစိုက်ကိုဖြစ်အောင်လည်းမသိကိုကိုယ်တိုင်လည်းအဲ့လိုပဲ ဟိုကနည်းနည်းအတန်ကြားတာလို့ပြောဆိုရင်လည်းလှုပ်နေလားမသိဘူးပဲခံစားရတယ်ပေါ့နော်တခါလေးကြာရင်လည်းပြီးရင်ဟောတကယ်လို့ကိုကိုတိုင်းသားဟိုတိုက်တစ်ခုခုစောင့်မယ်ဆိုရင်ရှိသမျှပစ္စည်းအကုန်တော့မလို့ like တောင်းဟိုတောင်းတန်နေရော concrete brick အကုန်လုံးအကုန်လုံးတောင်းမယ်ဆိုရင်အဲ့လိုမျိုးယူရတယ်ဒီလားအဲ့လိုမျိုးဖြစ်ဒါပေမဲ့ဟိုနည်းနည်းကြာရင်လည်း ပုံမှန်ပြန်ဖြစ်သွားမှာပါလူတွေကတော့ဟုတ်အာညီမတို့အခုကတော့အရင်ရေလိုကြတယ်ပေါ့နော်တချို့အမြေကလှုပ်သွားတဲ့အချိန်မှာအရင်တော့ရေထွက်တဲ့ရေကန်တွေကအခုရေမထွက်တော့ဘူးရေမထွက်တဲ့နေရာရဲ့ရေထွက်လာတော့အဲ့လိုမျိုးတွေရေကိစ္စကမတည်ငြိမ်သေးဘူးဟိုတုံးရေပေါ့နော်ဆိုအဟောညီမတို့ပထမရှင်သန်ရေးစီကဟိုရေတဲလို့ရတဲ့ကားတစ်စီးကိုငှားပြီးတော့နေပြီးတော့မှဟိုရေလိုက်ပေးဝေးရတဲ့ဟာလေးတော့ပါတယ်ဆေးရုံပို့တယ်အာဟို ရွှေနသာဘက်ပို့တယ်ပြီးတော့ဝန်ထမ်းအင်ယာတွေပါတယ်အဲလိုမျိုးနေလို့ရတဲ့ညာတွေလိုက်ပို့တယ်ဘုံကြီးကျောင်းဝင်းတို့ပါအဲလိုလိုက်ပို့တယ်ဒါပေမဲ့အဲဟာဟိုလီတာဟိုပေါ့ဂါလန်1400လောက်ပဲရှိရတာမသိဘူးနော်အရင်အရင်နည်းတယ်ဆိုတော့ညောဟိုမကြသေးပါဘူးနိုင်ပေါ်မှာဟိုအလူအလူခံပို့စေတင်လိုက်တယ်ဟိုကေပေါ့စာဂါလန်3200လေးဝယ်ဖို့ဆိုတော့အခုကတော့ကားမှပြီးွားပါပြီ။ဟိုချက်ချင်း3ရက်လောက်တွင်ဟိုဒီပေါ့စာဝယ်နိုင်အောင်အလူငွေ ပိုပိုရှန်ရှန်ရတယ်တကယ်မှားတဲ့ဈေးထက်တောင်မှအခုဟိုဟာ300လောက်ပို့ပါတယ်အလူငွေတွေကအဲ့ဟာကြောင့်ကျွန်တော်တယ်ယူဈေးတွေပါတယ်ဒီကားကိုရန်ကုန်ထိအောင်တယ်မဲ့ဈေးတုံးမယ်ပြီးရင်ကားလိုအပ်တဲ့ဟာပြင်မှာတော့ဈေးပြန်ဖို့အောင်ကိုအသင်းစတစ်ကာပြကတ်အောင်အဲ့ဟာလေးတုံးပြီးတော့ကြံတဲ့ပတ်စံအောင်လည်းအလူရှင်တွေကပို့ရင်လည်းအဲ့လိုလှူရထဲထည့်ပေးပါဆိုတော့ကျွန်တော်တို့တခြားလိုအပ်တဲ့စကိုင်းမဲ့ပြန်သွားရသွားရအဲ့လိုတနေရာရပေါ့နော်ထပ်လှူမယ်ဆိုရင်ဒီ ဟိုရန်မုံငွေအကောင်လုံးတုံးပေးမှာပါဆိုကျေးဇူးများကြီးတင်တယ်အကောင်လုံးညီမတို့တကယ်လုံးနေရတဲ့အချိန်တော့ညီမအရင်မျက်ရင်မလဲဘူးဒါပေမဲ့အာဟိုမန်လေးရောက်တော့ Sky Villa မှာဖြစ်ဖြစ်ခဲ့တဲ့အမား၃ယောက်ကသူတို့၃ယောက်ပဲကျန်တယ်ပေါ့နော်အိမ်သား၅ယောက်ကဆုံးသွားတယ်ပေါ့နော်အဲဟာအခုချိန်ကြီးအယိုးတွေပါတယ်ပြန်မရအောင်အဲ့လိုမျိုးပြောပြီးသူတို့ကငိုပြတော့အဲ့လိုချိန်ကြတော့လိုက်ငိုကျင်တာတကယ်လုံးရတဲ့အချိန်ကြတော့ငိုဖို့မေ့တယ်ပေါ့နော်အဲ့လိုတိတ်မစင်းစားပြဘူး ဟုတ်အော်ဟုတ်ရှင်နန်းတို့ကအများအားလူပါတယ်ညောကအဖေကလူလုံးလို့အဲ့လိုအရင်တော့ဆိုတော့အရင်ပြောရတယ်တော်ပြီအဲ့လိုမျိုးပြောရဆိုတော့အဲသူတို့နေပြီးတော့မှအဲ၃ရက်ဆက်တိုက်ပေါ့နော်လူရောက်900သာဟိုထမင်းမှုတွေဝယ်ပါတယ်အဲ့ဟာမတိုင်ခင်ကလည်းအဲ့လိုဆန်တို့အဲငါတက်တာတို့အဲဝေဖာတို့အဲ့လိုမျိုးဟိုပါလဲစလုံးကြီးစားတဲ့အဆုံပေါ့အဲ့လိုစားတဲ့ဟာလေးတွေလည်း ပြောစီကြပါလေရွှေနန်းတော်မှာကဟုတ်ညီမတို့ဟိုဒီတိုင်းကိုယ်တိုင်စကားပြောပြီးတော့တောင်မဟုတ်ဘဲနဲ့ line ပေါ်မှာပဲအထူးခံတော့အများကြီးပဲယုံကြည်ပြီးတော့ဆူပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်အဲ့လိုမျိုးလူရုံမှန်းတိလို့လည်းညီမကိုယ်ကိုယ်တိုင်အရင်ပို့ပြီးသတိထားရတယ်ပေါ့နော်ဒီဟာအလွယ်သုံးစားမလုပ်ဖြစ်အောင်အပုံမှန်အချိန်ဆိုရင်လည်းညီမတို့အလူငွေရတဲ့အတင်မဟုတ်ပါဘူးအဲအားကြောင့်ဒီလိုမျိုးအရင်လိုအပ်နေတဲ့အချိန်မှာ ဟိုမြန်မြန်ကြီးကိုဝိုင်းလူပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်အဲ့ဟာကိုလည်းကောင်းကောင်းအသုံးချပြီးတော့ဒီရေကျိုးဆက်ပါအကုန်လုံးရအောင်ပေါ့နော်ဆက်ပြီးတော့တောက်လျှောက် run နေဦးမှာပါဟုတ်